င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်မဒီဗီယိုမြေတန်းချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပဲခူးတိုင်းတွင်းကခြေရတချို့မှာညအိတ်ဧည့်သည်လက်မခံဖို့တကြံရုပ်ပိတ်ရဲ့အစနှင်းမှာတွင်ခြေရအုတ်ချုပ်ရည်မှုယုံတွေကတဆင့်အသည့်ပေးကြညာတာမျိုးရှိနေတယ်လို့ဒေတာကန်တွေစီကသိရပါတယ်ဧပြီလ7ရက်နေ့လပိုင်းမှာအုတ်ချုပ်ရည်မှုကညအိတ်ဧည့်သည်လက်မခံမှုအတန်ချက်ဆက်နဲ့တရားလုံးကြောက်အောင်ပြောဆိုအသိပေးလာတာလို့ကိုဝါမျိုးနယ်နေပြည်သူတယောက်ကပြောပါတယ် အရင်ကညအိတ်လာမဲ့ဧည့်သည်တွေကိုနေထိုင်ခဲ့တဲ့ရက်ွက်ရက်ထောက်ခံစာပိုင်ရင်ဧည့်စင်းနဲ့နေထိုင်ခွင့်ပေးပေမဲ့အခုကဧည့်စင်းမှာမပေးတော့ဘူးမြို့နယ်ကညွှန်ကြားထားတာလို့အောက်ထော်ရဲ့အပိုင်နဲ့နေဆက်သူတယောက်ကပြောပါတယ်။ပဲခူးတိုင်းနောက်ချမ်းမှာတွန်လှည့်တက်တွေနဲ့စစ်ကောင်စီတက်တို့လက်ရှိစစ်ရေးတင်းမာနေကလုံခြုံရေးပုံမှန်တင်းကျပ်လာတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ နေပြည်တော်လမ်း6တကြံဧရိယာအတွင်းရေအေးတကြံနဲ့စရူဒီတာမန်တက်ဆောက်လုပ်နေတာကိုဧပြီလ17ရက်ကစစ်ကောင်စီခန့်ပြန်ကြားရေးဝန်ကြီးတွားရောက်ကြည့်ရှုခဲ့တယ်လို့စစ်ကောင်စီရဲ့မီဒီယာတွေကနေသိရပါတယ်။မူလကအရင်နှစ်တွေအတိုင်းလမ်း6တကြံပြုလုပ်ဖို့အတွက်မြို့တော်ဝန်မန်တက်အပါအဝင်ဝန်ကြီးဌာနတစ်ခုချင်းအလားအီးကစားဖို့နဲ့ဖြောပြေးမန်တက်တွေဆောက်လုပ်နေပေမဲ့မတ်လ28ရက်ငလင်ကျောက်ဖြောပြေးမန်တက်တွေကိုဖျက်ပြီးအခုလိုကျင်းပဖို့ထပ်မံစီစဉ်တာဖြစ်ပါတယ်။ အပျော်ပါတိဆိုကခုနာတွေမပါဘဲရိုးရရည်ကျဲမှုနဲ့အညီနိုင်ငံတော်ကအေးချမ်းတာရတဲ့တကြံအေးတကြံအဖြစ်ကျင်းပမှာဖြစ်တာကြောင့်လမ်းလျှောက်တကြံကိုလည်းအေးတကြံအဖြစ်ပြောင်းလဲကျင်းပတာလို့ဆိုပါတယ်နေပြည်တော်လမ်းလျှောက်တကြံကို UNESCO ရဲ့လူသားမျိုးနွယ်ကိုစားပြု Drummet ရည်ကျေးမှုအမွေအနှစ်အစည်းအဝေးအဖြစ်သတ်မှတ်ခံရတာကိုအသိမှတ်ပြုတဲ့အနေနဲ့ဂုဏ်ပြုကျင်းပတာလို့စစ်ကောင်စီမီဒီယာတွေကဆိုပါတယ်ရှင်။ င်အားဖြင့်စကိုင်းငလင်ကြီးနဲ့ပတ်သက်ပြီးတုတ်ပြန်ရေးလုပ်ငန်းတွေအကြောင်းသတင်းစာရှင်းလင်းပွဲတရက်ကိုဧပြီလ12ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။မြတ်သစင်ကပေးပို့ထားပါတယ်ရှင်။ဆက်လက်ပြီးတော့ခင်နာစီစဉ်များကိုအကြံမတင်ပြမည်။ဒီသတင်းစာရှင်းလင်းပွဲမှာတော့ NUG အနေနဲ့အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ Emergency Operation Coordination Committee EOCC ကအရေးပေါ်အစည်းအဝေးခေါ်ယူပြီး အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာအစီအမံတွေဆောင်ရွက်ခဲ့တယ်လို့ငလျင်ရေးပေါ်တုံ့ပြန်နိုင်မှုအမေရိကန်ဒေါ်လာတသန်းရန်ပုံငွေမတ်တီချထားပေးပြီးသခိုင်းနဲ့မန္တလေးကငလျင်တန်တဲ့ဒေသတွေအတွက်မြန်မာကျပ်ငွေ6တသမ3သန်းကျော်ကိုတက်ဆိုင်ရာဌာနတွေကကဏ္ဍအလိုက်အသုံးပြုဆောင်ရွက်နေတယ်လို့ဆိုပါတယ်ကျွန်တော်တို့ကနေကျွန်တော်တို့ရဲ့စုမုံနယ်မြေရှိတယ်။ညာစစ်ကောင်စီစုမုံနယ်မြေရှိတယ်။ကျွန်တော်တို့ဘာမှမခွဲခြားဘဲနဲ့နှစ်နေရာစလုံးမှာ ျွန်တော်ထောက်ပံ့မှုတွေကိုကျွန်တော်တို့ဖြစ်ဖြစ်ချင်းမှာစတင်ဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်ဆောင်ရွက်ခဲ့တယ်ပေါ့နော်ဆောင်ရွက်ခဲ့တဲ့အတွက်ကြတော့ကျွန်တော်တို့ကအဲဒီကျွန်တော်ရဲ့နယ်မြေတွေမှာတော့ကျွန်တော်တို့ထိခိုက်ဆုံးရှုံးမှုကိုစမ်းစစ်တာတွေအရင်ဆုံးလုပ်လိုက်တယ်လုပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဖြစ်ရရှိရဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ထောက်ပံ့မှုတွေကိုဆောင်ရွက်တယ်ပေါ့ဒါပေမဲ့စစ်ကောင်စီထိန်းချုပ်တဲ့နယ်မြေတွေမှာတော့ထိခိုက်ဆုံးရှုံးမှုစမ်းစစ်တဲ့ကိစ္စတွေကိုကျွန်တော်တို့ရဲ့အဲစီလူလူသားဆန္ဒစေနပ်ဝန်ထမ်းတွေကဟိုအန်ရီမျိုးမျိုးချားနေပြီးတော့လှုပ်ဆောင်ရတာဖြစ်တယ် ကျွန်တော်တို့ထောက်ပံ့မှုတွေမှာလည်းဒီလိုပဲပေါ့เนาะကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်တယ်ပေါ့အဲ့ဒီဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ရဲ့ကျွန်တော်တို့ကဆောင်ရွက်ရတာဟာအဲ့လိုမျိုးစစ်ကောင်စီ control area တွေမှာဆောင်ရွက်ရတဲ့ကိစ္စမှာကျွန်တော်တို့အနေနဲ့အဲလှုပ်ဆောင်ချက်တွေမှာဝေဖန်မှုတွေခံရတာရှိတယ်ဘယ်လိုပဲခံရပါစေကျွန်တော်တို့အနေနဲ့တကယ်ဒုက္ခရောက်တဲ့လူတွေရှိကျွန်တော်ရဲ့အထောက်ပံ့ရရှိကြောက်ရရှိဖို့မခွဲခြားမဲနဲ့ဆောင်ရွက်နိုင်ဖို့ဟာအဓိကဖြစ်တယ်ပေါ့နော်အန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဒုတိယဝန်ကြီးကတော့ ငလင်ဘေးဒဏ်သင်ဒေသတွေကအိမ်အောင်စုလိုက်ကူညီမှုတွေအကြောင်းပြောပြခဲ့ပါတယ်။ငလင်ဘေးဒဏ်ဒေသတွေပေါ့လေ။အဲ့မှာကျွန်တော်တို့ကူညီနိုင်တာကအာကူညီနေတာကတော့ဒီပဲခူးတိုင်းမှာခုနှစ်မြို့နယ်ကိုကျွန်တော်တို့အကူညီပါတယ်။အဲ့ဒီမှာတော့ကျွန်တော်တို့ဖန်ချုံတဲ့အင်ထော်မီတာစုကတော့800ရှိပါတယ်။မန္တလေးတိုင်းမှာကတော့78မြို့နယ်ကိုကျွန်တော်တို့ coverage လုပ်နိုင်ပါတယ်။ အဲ့မှာလည်းဟိုအင်ထောင်မိသားစုလွမ်းချုံတဲ့အင်ထောင်မိသားစုအဲရေတွက်ကတော့4185မိသားစုကိုကျွန်တော်တို့ကူညီနိုင်တယ်နောက်ပြီးတော့နေပြည်တော်မှာကတော့6မြို့နယ်ဖြစ်ပါတယ်6မြို့နယ်မှာအဲအင်ထောင်စု950ကိုကျွန်တော်တို့ကူညီပါတယ်အဲစကိုင်းတိုင်းမှာကတော့10မြို့နယ်ဖြစ်ပါတယ်အဲအင်ထောင်စုက189အင်ထောင်စုကိုဒီမှာကျွန်တော်အင်ထောင်စုအလိုက်ကူညီတာအဲအဲ့မှာတစ်ခုကစကိုင်းတိုင်းကဟိုအင်ထောင်စုလွမ်းချုံတဲ့အင်ထောင်စုနဲနေတယ်လို့ဖြစ်တာကအဲကျွန်တော်တို့ဒီပေးတဲ့ ဒေတာတွေကြေးရွာတွေကိုကျွန်တော်တို့ဟိုဒီတိမ့်တရားစီပေါ့လေအပေးထားပြီးတော့ဒီမြေပြင်မှာလုံနေတဲ့ဒီကျွန်တော်တို့ ਨੇ တွဲပြီးလုံနေတဲ့ပုဂ္ဂိုလ်များအအစင်ပြေလို့သူတို့ဟိုလိုရင်လိုအပ်တယ်လို့သူတို့ဒီမိသားစုကြီးကိုကူညီနိုင်ဖို့အတွက်အပေးထားတဲ့အတွက်ကြောင့်ဒီစကိုင်းမှာကျွန်တော်တို့198မိသားစုပဲဖြစ်သွားရခြင်းဖြစ်ပါတယ်နောက်ပြီးတော့ရှမ်းတောင်ချမ်းပြည်တောင်ပိုင်းမှာနှမြို့နယ်ကိုကျွန်တော်တို့လွှမ်းခြုံပြီးတော့အာမိသားစု ဟို924ကိုကျွန်တော်တို့ကိုညီနေတာရှိပါတယ်လို့အဲနောက်ပြီးတော့ခုနဆက်ပြီးတော့ဘာလုပ်မလဲဆိုတဲ့ဟာကျွန်တော်တို့ဒီ relief activity တွေကိုလည်းကျွန်တော်တို့ဆက်ပြီးတော့တွားနေပါတယ်အဲထိုနည်းတူဟိုအခုဆိုလို့ရှိရင်နှစ်ပတ်နောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ early recovery ဒီလုပ်ငန်းတွေကိုလည်းကျွန်တော်တို့စပြီးတော့မှလှုပ်ဆောင်နေတာရှိပါတယ်လို့ဒီသတင်းစာရှင်းလင်းပွဲမှာတော့ NGO ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က ထိုးစစ်ဆင်မှုရက်စဲခြင်းကိုတပတ်တာထပ်မံတက်တန်းတိုးသွားမယ်လို့လည်းပြောဆိုခဲ့ပါတယ်။ကျွန်မမြတ်သက်စင်ပါရှင်။ထပ်မံရန်နာမယ်ကိစ္စအားလည်းပဲဒီငလင်ပေးတဲ့အသင့်ဒေတာတွေနဲ့တော့ဆက်ဆက်ခရိုင်များဆိုပြီးတော့ဖြစ်မှာပါဗျာနော်။ဟုတ်ကျေးဇူးပါဗျာ။ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ကျေးဇူးဆမ်းပါရှင်။